ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ကြည့်ပါဦးစရိတာဖခင်သခင်ဂျေဇုနဲ့ဒီတစ်ခါငါတို့မြေမှာဘလောက်တောင်ကောင်းတဲ့ခရင်ညင်းလေးတွေတင်းနေလိုက်လေခင်းရွက်လေးတွေလည်းစိမ့်ဆိုးနေတာပဲတောင်ရီကိုခုပြီးဈေးတင်ရောက်ရင်ဝဲသူတွေပျော်ပျော်ရွှင်ရွှင်ပဲဝဲသွားကြမှာဟုတ်တယ် ဒီအသီးရွက်တွေရောင်းပြီးရသမျှပတ်စံအောင်အိမ်မှာဆန်တွေကြုံတွေဝယ်ဖြည့်ထားလိုက်မယ်။ဝီကျဲကသူ့ကြောင်းထဲမှာဟင်းသီးဟင်းရွက်တွေဖြည့်ပြီးသွားနေပါတယ်။ဒီခါတင့်ပင်မော်ကအင်းငါလူတွေကသူ့ကိုလှမ်းကြည့်ပြီးအော်ခေါ်ကြပါတယ်။ဦးလေးဝီကျဲမနက်စောစောစီစီဟင်းရွက်လက်လက်ဆက်ဆက်စိမ့်စိမ့်စိုးစိုးတွေအပြည့်ထည့်ပြီးဘယ်သွားမလို့လဲ။ဦးလေးကျမတို့တင့်ပင်ရွာလူတွေကိုလည်းဒီလိုလက်လက်ဆက်ဆက်ကျွေးပါအောင်ဈေးထဲမှာပေးတဲ့ဈေးအတိုင်းကျမတို့လည်းပေးပါမယ်။နေနေမြားမြားဗမာဖြစ်ဖြစ်ရှာရမှာပဲ။ ရောင်သူရသားတွေကအပြင်းထွက်ပြီးဥလိဝင်းချင်းစီကဟင်းသီးဟွက်တွေဝေကြပါတယ်။လူနှစ်ယောက်ကကျိုးကိုကြီးနဲ့တစ်ပင်ဘောကပြအောင်ဘောကနေပြရည်တွေကိုစုဆောင်းနေပါတယ်။လူတချို့ကတစ်ပင်တွေခုံနေပါတယ်။ဒီချိန်မှာကျင်တူးကငုံငိုပြီးတော့အပြင်းကိုထွက်လာပါတယ်။အမေကြည့်ပါဦးပရိယသားစာရုပ်ကိုဖျဲလိုက်တယ်။သားစီမဂွန်းလည်းမရှိဘူးဘလို့လို့မလဲပြီးတော့ဘလို့ကတ်မှာလဲဒီနားမှာဝဲလို့ရတဲ့ဆိုင်လည်းမရှိဘူးဆိုင်တွေမရှိတဲ့တီသစ်ပင်ရွာတော့ရှိတယ်အမိသားလေးရဲ့ဘာလို့ငိုနေရလဲ တစ်ပင်ဆိုတာအရာရာတိုင်းရနိုင်တဲ့ပန်းတိုက်ကြီးပဲအပင်ကအမေတွေမပေးနိုင်တာပါရှိလို့လေဒါဟင်းရွက်တွေအသီးတွေဟောကော်ရီဆေးတွေအားလုံးပေးတယ်ပေးပေးပေးအမေအခုပဲကပ်ပေးမယ်နော်ရီယာကအပင်ပင်စီကနေကောထုတ်ပြီးစားရွက်ကိုကပ်လိုက်ပါတယ်တစ်ပင်ရွာကလူတွေကိုကြည့်ပြီးပရိသတ်တို့လည်းအံ့ဩနေကြပါလိမ့်မယ်ဘာလို့များဒီရွာကလူတွေဟာမြေကြီးမှာမနေပင်အပင်ပေါ်မှာတက်နေကြတာလေသူတို့ဘဝကဘာလို့ဒီလိုနေထိုင်ကြလဲဆိုတော့ကိုအတိတ်ကဖြစ်ရဇလန်းလေးတွေကိုကြည့်လိုက်ကြရအောင် မနက်မိုးလင်းနေအောင်ကြီးကဗီလာရွာကိုဖျားကျနေပါတယ်။ယောဂလူတွေဟာသူတို့ရရဲ့ကြီးမားလာတဲ့ညောင်မင်းကြီးကိုရှ िख ိုးပူဇော်နေပါတယ်။ယောဂလူတွေကဒီအပင်မှာနတ်တွေနေထိုင်နေလို့ယုံကြည်ကြပါတယ်။ဒါကြောင့်ဘိုးစင်ပေါင်းဆက်အပင်တွေကိုပူဇော်ခဲ့ကြတာပါ။အုံးအပင်ဆောင်တဲ့ကိုယူသေးပူဇော်ပါတယ်။ကျွန်တော်တို့ပေါ်အမြဲတမ်းစောင့်ရှောက်ပြီးတော်မူပါ။တကြီးဒီနေ့အရန်ကိုဝမ်းတာပျော်ရွှင်နေပုံမဲ။ ဝမ်းသာကြရာကိစ္စပဲလေဒီတစ်ခါကျွန်တော်တို့ထင်ထားတယ်စာအစိုးရစီရောက်သွားပြီနိုင်ငံတော်အကြီးအကဲတွေကျွန်တော်တို့ရွာကိုတတိထားမိသွားတာနဲ့ကျွန်တော်တို့ရွာလေမြေတွေကတကယ်ကိုထုံးပေါက်သွားလိမ့်မယ်ကျွန်တော်တို့ရွာမှာတရားဝင်လေမြေတွေရှိမယ်အစာအုပ်ဝင်တွေရှိလာလိမ့်မယ်ဒီလိုပဲဖြစ်ပါစေလို့ဆုတောင်းတယ်ကျမတော့ကျမဆုတောင်းချပြီးကြိုးလေးတွေခြိထားတယ်ဒီရွာကလူတွေကသူတို့ဘဝလေးကိုစင်စင်ရဲရဲနဲ့ဖျက်သန်းနေရပါတယ်ကျော်မလေးရမြေတွေတော့ရှိပေမဲ့မြေတွေမကောင်းတဲ့အတွက်ဘာတစ်ခုမှစိုက်လို့မရပါဘူး ဒါပြင်ရွာမှာနေစဉ်စားသုံးဖို့တည်နိုင်နေတောင်မရှိသလောက်ပါပဲ။ဒါပေမဲ့ဒီလိုဆင်းရဲဒုက္ခတွေကြုံနေရပေမဲ့ရွာကလူတွေကအမြဲတမ်းတယောက်ကိုတယောက်ကူညီပါတယ်။အမြဲတမ်းချစ်ချစ်ခင်ခင်နေထိုင်ကြပါတယ်။ဒီလိုပဲနေထိုင်ရင်းနဲ့စောင်းရည်ကိုရောက်လာတော့နှင်းမိုးတွေရွာလာပါတယ်။ဒီနှင်းကဲတွေကြောင့်ရွာကအင်းတွေအလုံးကပျက်စီးသွားပါတော့တယ်။လူတွေကသူတို့ရဲ့ပြတ်သွားတဲ့အင်းတွေကိုကြည့်ပြီးမျက်ရည်ပေါက်ကြီးငယ်ကျနေကြပါတယ်။ဖះရည်ဘာဖြစ်သွားပါလဲ ြပြားနှပြဆုပ်ပြီးတီရွာလူတွေအိမ်လေးတွေစောက်ထားကြတာအခုဒီမျက်စိတမိတ်တွင်အားလုံးပြက်စီးသွားပြီဘယ်မှာသွားနေရပါမလဲလာအခုအားလုံးတကြီးစီသွားကြမယ်အခုတော့အားလုံးမှာအားကိုးစရာတူပင်းရှိတယ်တရားလုံးကစိတ်မကောင်းသွားနေပဲတကြီးစီလာခဲ့ပါတယ်ဒါပေမဲ့တကြီးအိမ်လေးမုန်တိုင်းတန်းကြောင်ပြုတ်ပြက်နေပါပြီအဲ့တော့ရာသူရသားတွေလည်းညှောင်းနှဲ့ချက်တွေပျောက်ဆုံးသွားခဲ့ပါတယ်တရားလုံးမှာပင်အိုကြီးကလွေးလို့ဘာတစ်ခုမှကိုမကြံတော့ပါဘူးဘုရားကြီးဒါပုံမှန်မဟုတ်တော့ဘူး လာအပင်ကြီးအောက်ကိုတောင်းနေအောင်အားလုံးကအပင်ကြီးနောက်ကိုလာကြပါလေဒီချိန်မှာတကြီးကအပင်ကြီးကိုကြည့်ပြီးပြောခဲ့ပါတယ်ငါတို့ဒီအပင်မှာနေလိုက်ရင်မကောင်းဘူးလားဒီတစ်ခါမြေပြင်ပေါ်မှာကောက်ရိုးနဲ့တင်းရင်လေးတွေစောင့်မယ်စားဒီတစ်ပင်မှာပဲနေလိုက်ရင်မကောင်းဘူးလားဒါမဲ့တကြီးဒီအပင်ကဟိုးပိုးပြီးပြင်လက်ထက်ကလေးကကျွန်တော်တို့ရောက်မှရှိနေတာတော်တော်ကြီးအိုနေလောက်ပြီအထဲမှာလည်းတစ်ခေါင်းကြီးဖြစ်နေလောက်ပြီနေလို့ရရင်တော့မှခက်ခက်ခဲခဲမိသားစုတစုပဲနေလို့ရမှာအဲ့ဒါတော့ဒီအပင်ကတန်းခံနိုင်မှမလားမသိဘူး အကောင်းဆုံးကတော့ဒီပင်ကိုအားကိုးပြီးယုံကြည်လိုက်ရင်ရပြီ။နေရောညပါနှင်းမှုတွေရွာနေတဲ့အတွက်ကြောင့်တရားလုံးရေခဲပြင်တွေဖုံးလွှမ်းနေပါတယ်။အရင်ကိုအေးလွန်းလို့လူကြီးကနေကလေးအရွယ်အထိအတွင်းကနေကိုစိမ့်စိမ့်ပြီးချမ်းအင်းနေပါတယ်။အမေတာရင်ချမ်းတာပဲ။ဒါတို့ကိုကူဖို့အတွက်ဘယ်သူမှမလာတော့ဘူးလား။တားတို့ဒီလိုအတိုင်းဆိုတည်သွားလိမ့်မယ်။အမေတို့မတည်ပါဘူးတားလေးရဲ့။ဖီးယားရေကျမတို့ကဲ့ပါအောင်။ကျမတို့အသက်ကြီးကြာရောက်နေပြီ တရားလုံးကရွာသူရွာသားတွေစုတောင်းကြတဲ့အခါမှာအပင်ကနေလေးပူတွေလည်းလွတ်ပေးပါတယ်။အားလုံးကတကယ်ကိုအံ့ဩသွားကြပါတယ်။ဘုရားသခင်ရဲ့တကိုးတော်တွေကတကယ်ကိုအံ့ဩစရာပဲ။ဒီအပင်ကနေငါတို့အနွေးဓာတ်တွေရနေပြီ။တစ်ချိန်တည်းမှာအပင်မှာမျက်လုံးတွေမျက်နှာတွေပါပေါ်လာပါတယ်။အပင်ကရွာကလူတွေနဲ့စကားပြောပါတယ်။မင်းတို့တွေနဲ့မင်းတို့ပိုးပွားပြီးပင်တွေကငါ့ကိုယုံကြည်ပူဇော်ခဲ့ကြတယ်။တခါမှမင်းတို့လိုအပ်ချက်အတွန်းဆိုပြီးဒီအပင်ကိုမခုတ်ခဲ့ဘူး။ဒီရွာသားတွေအားလုံးကငါကျေးဇူးရှင်ပဲ။လာ ဒီအပင်ပေါ်မှာအိမ်လေးတွေစောင့်ပြီးနေထိုင်ကြ။မျက်စိရှိမှတွင်လင်းအောင်တွေပေါ်ထွက်လာပြီးတကူးဆွမ်းအားနဲ့အိမ်တွေဖြစ်လာပါတယ်။တက်ကိုင်းတကိုင်းစီတိုင်းမှာအပင်တပင် လေယာနဲ့ရေတခုနေလဲရှိလာပါတယ်။အဖိုးအိုအသက်ကြီးတဲ့လူတွေရောတကြီးတွေမိသားစုပေါင်းဒီပင်အိမ်ကြီးမှာနေထိုင်ပါတယ်။အမေအဖေတားတို့ဒီတပင်အိမ်ကအရင်လာတာပဲ။ဒီအိမ်ထဲမှာအိမ်လည်းမရဘူး။အမေတားရန်ပိုက်စားတယ်။အေးပါအမေအခုပဲအသီးတွေခူးလာခဲ့မယ်။ ရီယာကအင်းရှိကိုထွက်ပြီးခြံဝင်းထဲကအသီးနှံတွေခူလာပါတယ်။ဦးကြားလေးအပင်အကိုင်းတွေကနေတက်ကိုင်းတွေယူလာပါတယ်။ဒီလိုနဲ့တပင်းအင်ကြီးမှာနေထိုင်တဲ့ရောသူရသားတွေကပျက်ပျော်ရွှင်ရွှင်နဲ့နေကြပါတယ်။တပြေးပြေးနဲ့တပင်းပေါ်မှာအင်းတဲထားတဲ့ရောကူကြီးကိုအပြင်ကလူတွေလာကြပါတယ်။ဒီခါမှာပဲဘသူလဲကိုဘလူပြစ်လို့ဒီကိုရောက်လာတာလေ။နှုတ်ဆက်ပါတယ်ဦးလေး။ကျွန်တော်ကသတင်းတောင်တက်အောင်နေနေဒီရောမှတ်တမ်းတင်တပ်ပုံရိုက်ပြီးသတင်းစာနဲ့ထည့်ခြင်းလို့ပါ။တကယ်လို့ခွင့်ပြုရဲဆိုရင်ပေါ့။ ဒီလိုကြားလိုက်ရတော့တတိကပြောလိုက်ပါတယ်။ဘာမှမှတ်တမ်းတင်ဖို့မလိုဘူး။ငါတို့ဒီတပင်ရွာအကြောင်းဘာမှမလိုဘူး။ငါတို့ရွာလူတွေဆင်းရဲဒုက္ခရောက်နေတော့ကဘယ်သူမှကူညီဖို့မလာကြဘူး။ဒီကနေထွက်သွားကြတယ်။ဦးလေးဦးလေးတို့ခံစားချက်ကိုနားလည်ပါတယ်။ဒါမဲ့ကျွန်တော်ဂရိတီတယ်အာမခံပါတယ်။ဒီမှတ်တမ်းတွေကြောင့်ဦးလေးတို့ရွာမှာအပြောင်းလဲတွေကျွန်တော်ယူဆောင်လာပြီးမှာပါ။ဒီလိုနဲ့ရွာကလူတွေကသတင်းတောက်ကိုတရားလုံးတည်ချလိုက်ပြပါတယ်။လေးလေးစားစားလေးတည်ချကြိုးစို့ပါတယ်။ တကယ်ကိုဦးလေးတော်ဟင်ကမြေပြင်ပေါ်မှာရှိတဲ့ရွာလေးလိုပဲလှပါတယ်ဒီရွာမှာတကယ်ကိုတာယာကြည်နူးဖို့ကောင်းတာပဲဒီငှက်ကလေးတွေရဲ့အတန်လေးတွေကလည်းတာယာလိုက်တာဒါကြောင့်ငါတို့ရွာလူတွေကတဘာဝပန်ဝင်းကျင်နဲ့မိဖွဲပြီးဒီလိုမျိုးနေနေကြတာပေါ့အခုခေတ်မှာလူတွေကအိမ်ဆောက်ဖို့အပင်တွေခုတ်ကြတယ်ဒါမဲ့တို့ရွာမှာအပင်ကငါတို့လိုအိမ်ကြီးရမဲ့ဖြစ်နေတဲ့သူတွေကိုခိုလုံမှုပေးရယ်ငါတို့ဒီမှာပဲနေရတာပျော်ရွှင်တယ်ငါတို့တိုက်ကြီးတွေမလိုအပ်ဘူးဒီလိုနဲ့သတင်းတောက်ကရွာကနေပြန်သွားပါတယ် တဖြည်းဖြည်းနဲ့သူတို့တပင်ရွာလေးအကြောင်းဟာတရင်ကောင်းကြီးပိုင်းအနေနဲ့ပါလာပြီးနိုင်ငံအကြီးကြီးကလည်းဒီရောက်ကိုတည်ထားမိလာပါတယ်။ကြောရဲ့အချင်းလေးလည်းပြောင်းလဲသွားတယ်လို့လမ်းတွေလည်းကောင်းလာပါတယ်။အားလုံးကတပင်ကြီးကိုကျေးဇူးတင်စကားပြောကြပါတယ်။ကြည့်ပါဦးငါတို့ဒီအပင်ကနေရာလေးပေးခဲ့တယ်လို့စင်ရင်းကနေလည်းကဲတင်ခဲ့တယ်။အခုဆိုငါတို့ရွာလေးကအဖက်ဖက်ကနေပြေဆုံးနေပြီ။ဦးလေးပြောတာမှန်တယ်။လူတွေလိုပဲတဘာဝပတ်ဝန်းကျင်ကလည်းကျမတို့အမြဲကာကွယ်စောင့်ရှောက်ကူညီပေးတယ်။တကယ်ကျေးဇူးတင်ပါတယ်အပင်ကြီးရဲ့။ ငါတို့ရဲ့ခက်ခဲနေတဲ့အချိန်မှာခလုံးခွင့်ပေးခဲ့လို့ရာသူရသားတွေစီကကျေးဇူးတင်စကားကြားပြီးတဲ့နောက်မှာအပင်ကပြောခဲ့ပါတယ်။မင်းတို့တွေကငါ့ကိုအသက်ရှင်တန်ခွင့်ပေးခဲ့တယ်။အခုခင်မှာအဲ့ဒီလူသားတွေပဲငါတို့ကိုခုတ်ထင်နေကြတယ်။သူတို့နေရာထိုင်ခင်းအတွက်ငါတို့ကိုခုတ်ကြတယ်။လူသားတွေမေ့နေကြတာတခုကသူတို့အနာဂတ်ကငါတို့လက်ထဲမှာပဲဆိုတာမေ့နေကြတယ်။သူတို့ပြစ်ဆုတ်ပန်းဆိုတာလည်းငါတို့ကြောင့်ပဲ။အပင်တွေရှိမှသူတို့ဘဝအဆင်ပြေမှာငါတို့မရှိရင်သူတို့လည်းရှင်တန်မှုဆိုတာမဖြစ်နိုင်ဘူး။တေကုန်ကြမှာ။ ငါအမြဲတမ်းဒီရွာကိုကူညီဖို့အသင့်ရှိနေမှာတရားလုံးကပျော်ရွှင်စွာနဲ့ပဲကိုယ့်အင်ကိုပြန်နေကြပြီဒါပေမဲ့တကယ်ချမ်းသာဒုက္ခရဖို့အတွက်ကတော့ရွာကလူတွေဟာပင်ပေါ်ကအင်းတွေစီလင်းအလေးလာနေကြပါတယ်အောက်ကမြေကြီးအိမ်ထက်စားရင်အပင်ပေါ်ကအင်းကသူတို့အတွက်ပူပြီးစိတ်ချမ်းမြေစရာကောင်းနေပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။